နည်းဆုံး job position ကဘာလဲ agency ကအများဆုံး job position ကဘာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒီနေ့ဒီဗီဒီယိုမှာကျွန်တော် knowledge sharing လုပ်ပေးသွားမှာဖြစ်ပါတယ် agency ကကိုဘယ်လိုမျိုးတွက်ဆရမလဲအဲ agency ကဘေးတင်မပေးတင်ဆိုတာတွေသိချင်တယ်ဆိုရင်တော့ဒီဗီဒီယိုလေးကိုဆက်လက်ကြည့်ကြပါဘာလဲဆိုတော့ဆက်လိုက်ရအောင်ဗောနော်အရင်ဆုံးဘယ် job position က agency ကဘယ်လောက်ရှိလဲဆိုတာနဲ့ပတ်သက်ပြီးပြောရမှာဆိုရင်အရင်ဆုံးကျွန်တော်တို့ဒီ work permit နဲ့ aspect ကိုအရင်ဆုံးခွဲလိုက်မယ်ဗောနော်ဒါပေမဲ့ work permit ဒီ၁၀တောင်ပွဲရမှာမဟုတ်လေလာလို့ရတဲ့အလုပ် အဲ့ဒါနှစ်ခုရှိတယ်ပေါ့နော်ဒီ time မျိုးပေါ့ computer time မျိုးလို့ပြောလို့ရပါတယ်ဒါက permit time မျိုးကညီမလို့ပြောမယ်ဆိုရင်တော့အခွင့်ပြုပေးတဲ့အမျိုးအစားပေါ့နော်ဆိုတော့ဒီနှစ်မျိုးမှာကျွန်တော်ပထမတစ်မျိုးဖြစ်တဲ့ work permit work permit နဲ့လာမယ်ဆိုရင်အအလွန်ဆုံးပေါ့နော်ကျွန်တော်တို့ဒီ waiter waitress ဒီအများဆုံးကောက်နိုင်တာတို့ရဲ့တရားဝင်သတ်မှတ်ထားတာကမြန်မာမြန်မာပြည်ဘက်ကနေပေါ့နော်တရားဝင်သတ်မှတ်ထားတာက3500အထိပဲသတ်မှတ်ထားတာပါ တကယ်တမ်းခုနောက်ပိုင်းမှာနိုင်ငံရေးချီနေရဘာညာပေါ့နော်ပြောင်းသွားတဲ့အတွက်အလွန်ဆုံးဘောပါမင်းနဲ့လာမယ်ဆိုရင်9000အထက်ပေးရမယ်အလို့ဆိုရင်မလျှောက်ပါနဲ့ဒေါ်လာ9000အထက်ပေးရမယ်အလို့ဆိုရင်ဝေါ်ပါမင်းနဲ့ပတ်သက်တာဆိုရင်လုံးဝမလျှောက်ပါနဲ့ကိုဟာကိုသွားပြီးတော့ George Street မှာသွားပြီးတော့ဖြည်းဖြည်းချင်းအာဖောင်တင်ပြီးတော့ရှောက်ပေါ့နော်အလွန်ဆုံးပေါ့နော်9500 6000အဲ့ဝင်းကျင်ဒီလက်ခံလို့ရပါတယ်ဒါပေမဲ့လစာက aspect ဒီ3000အထက်ဖြည့်ရမယ်ပေါ့နော် 2800သုံးတော့အဲ့အထက်ဖြစ်မယ်ဆိုမှသာလင်အေဂျင်စီက6000ဆိုတော့ပေးသင့်တယ်လို့ကျွန်တော်ထင်နေပေါ့နော်ဆိုတော့အရင်ဆုံးပြောချင်တာကဘာလဲဆိုရင်ဒီနှမျိုးမှာကိုကဝေါ်ပါမင်းနဲ့လာမလားအက်စပန်နဲ့လာမလားအရင်ဆုံးကိုကကိုစဉ်းစားဆုံးဖြတ်ပြီးပြီဆိုရင်သူ့ရဲ့လစာဘယ်လောက်လဲကိုပေးရမယ့်အေဂျင်စီကဘယ်လောက်လဲဒါမျိုးကြိုက်လားမကြိုက်လားကိုကကိုစဉ်းဆုံးဖြတ်ပေါ့နော်ဟိုဘုံဘလော့အော်ကြီးရောက်ရင်ပြီးရောဆိုတာကြီးမလုပ်လိုက်ပါနဲ့ ာပြီးတော့ရင်အဲဒီ agency ကနေပတ်သက်ပြီးပြောချင်တာကအခုနောက်ပိုင်းမှာအဲဒီ scammer တွေလည်းများတယ်ပေါ့နော်လိမ်လဲတဲ့လူတွေလည်းများတယ်ဆိုတော့ Whoopa မင်းနဲ့သွားမလား Aspen နဲ့သွားမလား Aspen နဲ့ဆိုရင်ရောခုနကကျွန်တော်ပြောသလိုပေါ့နော်ဒေါ်လာ9500 6000ဒီလက်ခံလို့ရတယ်ဒါပေမဲ့တကယ်တမ်းသူတို့တရားဝင်သတ်မှတ်ထားတာက Aspen နဲ့လာမယ်ဆိုရင် low battery အများဆုံး9000 charge အနည်းဆုံး3000အဝင်းချင်းဒါပေမဲ့ဝပါမင်းနဲ့ဆိုရင်အများဆုံး3500အထိပဲ agency ကကောက်ခွင့်ရှိတယ်ဒါကအရင်ကအခုတော့မဟုတ်ဘူးပေါ့နော်အခုကတော့နည်းမြင့်သွားပေါ့ဆိုတော့ဝက်ပါမင်းနဲ့လာမယ်ဆိုတော့အလွန်ဆုံး9000အထပ်ပေးရမယ်ဆိုတော့မလာတော့နဲ့ကိုကကို George Street မှာသွားပြီးတော့ CB Fountain ပြီးတော့ရှောက်မယ်ဆိုတော့ပို့ပြီးအဆင်ပြေလိမ့်မယ်ပေါ့နော်ဆိုတော့ဆက်တော့လိုက်ရအောင် agency fee အမြင့်ဆုံး position ကဘာလဲဆိုရင် job position ပေါ့เนาะ job position ကဘာလဲဆိုရင်ကျတို့ဒီ management တွေ manager တွေအားဒါမှမဟုတ်ကျတို့ဒီ singapore ကိုလာပြီးတော့အလုပ်လာလုပ်မယ်ဆိုရင် professional စံစံနဲ့ဒီဘက်မှာ အလုပ်လာလုပ်တဲ့လူတွေပေါ့နော်ဥမာ accounting လောက်တို့အာဒါမှမဟုတ်ကျွန်တော် program ရေးတာ ID ပိုင်းရေးတာနည်းပညာပိုင်းနဲ့ပတ်သက်တဲ့လူတွေဒါမှမဟုတ် software engineer ဒါမှမဟုတ် engineer ဥမာကျွန်တော်တို့ဒီအာ profession နဲ့ကြကြပေါ့နော်ဒီဘက်မှာအလုပ်လာလုပ်တဲ့လူတွေ banking ပိုင်းနေဆိုတော့ဒါတွေအကုန်လုံးက expert တိုက်ထဲမှာဥမာ professional ဆန်ဆန်လာလုပ်တဲ့လူတွေဖြစ်တဲ့အတွက် agency နဲ့လာမယ်ဆိုရင်တော့တေချာပေါက်များပါတယ် but တို့တော့ agency fee နဲ့မဟုတ်ဘဲနဲ့ကိုယ့်အကိုသွားပြီးတော့ job street မှာရှာမယ်ဆိုရင်တော့ agency fee လုံးဝမပေးရဘူးပေါ့နော်။ဒါပေမဲ့တော်တော်များများက job မြန်မာပြည်ကလူတော်တော်များများက job street ကနေရှာပြီးတော့အလုပ်လာလုပ်တဲ့လူတွေများတယ်။ပြီးတော့ဒီ project management နေအဲဒါမှမဟုတ်ဒီ ID ဘိုင်းနေ interior ဘိုင်းတို့ဘာလို့ပေါ့နော်။အဲ့လိုမျိုးပေါ့။ရုံးဘိုင်းနဲ့ပတ်သက်တဲ့လူတော်တော်များများကတော့ agency fee ကိုမတုံးကြဘူးပေါ့နော်။ agency မတုံးကြကိုယ့်အကိုအလုပ်လျှောက်ရင်းနဲ့ရသွားတဲ့လူတွေကြီးပဲ။ဆိုတော့စူးစမ်းကြည့်ခြင်းနဲ့ပေါ့နော်။ agency fee အနည်းဆုံး job position ဖြစ်တဲ့ main ကလေးတွေဆိုရင် homemade ယောက်ျားလေးတွေဆိုရင် construction job ဆိုတော့ identify အနည်းဆုံး job position လို့ပြောမယ်ဆိုရင် construction job နဲ့ homemade ပေါ့နော်အယောက်ျားလေးမှာ construction ဆိုရင်ဒါက2500ပဲရှိတယ်ပေါ့2500 identify ကကျွန်တော်အခုလက်ရှိလုပ်ပေးနေတဲ့ဟာပေါ့နော်ဆိုတော့ main ကလေးတွေမှာဆိုရင် homemade homemade ကတော့3000ပေါ့နော်သူတို့ကဘယ်လိုလဲဆိုရင်သူတို့ရဲ့လစာပုံမူတည်ပြီးတော့ အဲ9လဖြစ်6လဖြစ်အဲ့လိုမျိုးရှိတယ်ပေါ့နော်လူတက်လူဟောင်းပေါ့ပါမတည်ပြီးတော့ပေါ့ဒါပေမဲ့ကျွန်တော်သိကြတာတစ်ခုကတော့သူတို့က9လဖြစ်6လဖြစ်ပြီးတော့ homing နဲ့ main ကလေးတွေလာမယ်ဆိုရင်အသက်30အထက်မှလာတာပိုကောင်းလိမ့်အသက်30အောက်ကလာရဲဆိုရင်တော့ဟိုစိတ်ညစ်တာတွေအဲ့လိုမျိုးလေးတီးမခံနိုင်တာတွေများလိမ့်မယ်ပေါ့ဆိုတော့ထားပါတော့ဆိုတော့ home media ရဲ့လစာကတော့ဒေါ်လာ900ခန်းနေစလိမ့်မယ်ဆိုတော့9လဖြစ်ဆိုရင်တော့ ကိုငါ35 3500ကိုနော်သူရဲ့ agency ကဒါပေမဲ့ယောက်ျားလေးတွေကတော့အဲ့ထက်ပို့ပြီးတော့ခွင့်ရရတယ်ဘတ်တိုးတိုး CID ရဲ့လက်မှတ်ရှိတာတို့ BC ရဲ့လက်မှတ်ရှိတာတို့အဲ့လိုမဟုတ်ရင်ဈေးနိုင်တယ်ပေါ့နော်ဆိုတော့ထားပါတော့ဆိုတော့ဒီနေ့မှာတော့ကျွန်တော်ဒီဗီဒီယိုလေးမှာအချင်းကျုပ်လိုက်မယ်ဆိုရင်ပထမဆုံးကျွန်တော် agency ကအနည်းဆုံးဖြစ်တဲ့ job position တိုက်တယ်ဒါပေမဲ့ agency ကအများဆုံးဖြစ်တဲ့ job position တိုက်နေလို့လည်းကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာပြပြသွားတယ်ပေါ့နော်ဆိုတော့ကိုယ့်ကိုချင်းငင်ပြီးတော့လာစီချင်ပါတယ်ဘယ်ဟာကိုယ့်ရဲ့ job position တိုက်နေလာမယ်ဆိုရင် ဆိုတော့ဒီနေ့ဗီဒီယိုတော့လောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဘိုင်ဘိုင်